UFC ကအနိုင်ယူလိုက်ပြီဖြစ်လို့ John Jones နဲ့ Angan Nuri ရဲ့အိမ်မက်ပွဲစဉ်ဖြစ်လာနိုင်ခြေရှိမလားပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာ Manchester Football ဆောင်ကနေပြန်လည်ကြိုးစားပါရစေအခုချိန်မှာတော့ John Jones ဟာ UFC Heavyweight Champion ဖြစ်အနိုင်ယူခဲ့ပြီးသူ့ရဲ့ကစားသမားဘဝဟာအောင်မြင်မှုတွေနဲ့ပြည့်နှက်နေခဲ့တာပါ Light Heavyweight နဲ့ Heavyweight တန်းမှာ Champion ဖြစ်ခဲ့သူဖြစ်ပြီး UFC တမိုင်းမှာအကြီးအကျယ်ဆုံး Fighter တွေတဲကတူဦးဖြစ်အသေးမက်ပြုခံနေရပါတယ်ဒါပေမဲ့သူ့ရဲ့အနိုင်ယူမှုနဲ့ပတ်သက်ပြီးဝေဖန်မှုတွေလည်းရှိနေပါတယ်အထူးသဖြင့် Tom Spinner နဲ့မထိုးပဲအနိုင်ယူသွားတာကိုပရိသတ်တချို့ကကြောက်လို့ဒါမှမဟုတ်ရှုံးမှဆိုလို့လို့ပြောဆိုနေကြပါတယ် ့ Espino ဟာ heavyweight တန်းရဲ့ဂျာပြက်ချန်ပီယံတစ်ယောက်ဖြစ်ပြီးသူ့ရဲ့စွမ်းရည်နဲ့အောင်မြင်မှုတွေကြောင့်ပရိသတ်တွေက Jones နဲ့ထိုးဖို့မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့ Jones က UFC 309မှာ Stipe Miocic ကိုအချစ်ကိုအနိုင်ယူကာချန်ပီယံကပတ်ကိုကာကွယ်ခဲ့ပြီးတဲ့နောက်အနိုင်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Aceborg Post ကမှာပရိသတ်အူက Jones ဟာ Espino ကိုရှောင်ကျဉ်လို့အနိုင်ယူလိုက်တာပဲလို့ရေးထားပြီးနောက်တစ်ဦးကသူဟာသူ့ရဲ့ဂုံပုတ်ကိုထိခိုက်နေမှာကြောက်တယ်လို့ဝေဖန်ထားပါတယ်။ဒါပေမဲ့ Jones ကိုယ်တိုင်ကတော့သူ့ရဲ့အနိုင်ယူမှုဟာကိုရောစိတ်ပါပင်မနှွမ်းနေမှုကြောင့်လို့ ESPN ရဲ့အင်တာဗျူးမှာဖော်ပြခဲ့ပါတယ်။ UFC ဥက္ကဋ္ဌဒန်နာဝိုက်ကလည်း Jones ရဲ့ဆုံးဖြတ် က်ချက်ကိုလေးစားတယ်လို့ပြောခဲ့ပါတယ်ဂျွန်ဆက်ကစားသမားပွားဟာအငင်းပွားပွဲတွေရှိခဲ့ပေမဲ့သူဟာ UFC မှာပွဲပေါင်း29ပွဲကစားခဲ့ပြီး28ပွဲအနိုင်ရရှိခဲ့တဲ့သူပါဒန်နီယယ်ကောမီယာအလက်ဆန်ဒါဂက်စတဆန်ရှဟက်စ်အီဗန်နဲ့စတီဗီမီအိုချစ်တို့လိုထိပ်တန်းဖိုက်တာတွေကိုအနိုင်ရရှိခဲ့ပြီး light heavyweight ဓာတ်မှာ73ချိန်တိုင်တိုင်သူ့ရဲ့ချန်ပီယံကဘက်ကိုကာဝယ်နိုင်ခဲ့ပါတယ် heavyweight ဓာတ်မှာလည်းဂါနီနဲ့စတီဗီမီအိုချစ်တို့ကိုနိုင်ရပြီးချန်ပီယံဖြစ်ခဲ့တာကြောင့်သူ့ရဲ့အောင်မြင်မှုဟာတန်တရားဖြစ်စရာမရှိပါဘူး Xbox က post ကမှာဘေးသက်ဦးကဂျွန်ဂျုံးစ်ကဂုတ်ပဲဒါကပြောင်းရင်းနေစရာကိုမလိုတာလို့យေတာထားပြီးသူ့ ရဲ့အောင်မြင်မှုတွေကိုချီးကျူးထားပါတယ်။ဂျုံးစာ USC ကစားသမားဘဝကနေတရားဝင်အားယူခဲ့ပြီးလက်ရှိမှာသူ့ရဲ့အာယုံစိုက်မှုဟာမိသားစုနဲ့ကိုပိုင်ဘဝပေါ်မှာရှိနေတယ်လို့ပြောဆိုထားပါတယ်။ဒါပေမဲ့ MMA တမိုင်းမှာအားယူပြီးမှပြန်လည်ကစားတဲ့ George St. Pierre, Khabib Nurmagomedov တို့လို fighter တွေရှိခဲ့တာကြောင့် Jones အနေနဲ့အလွတ်တန်းပွဲတွေဒါမှမဟုတ်အထူးပွဲတွေမှာပြန်ကစားဖို့ဖြစ်နိုင်ရရှိပါတယ်။ Xbox က Post Group မှာပေးသက်တူက Jones ဟာ Saudi Arabia မှာလက်ဝဲပွဲဒါမှမဟုတ်အမိုက်စားရှိုးပွဲတချို့လုပ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါဟာလက်ရှိ MMA ကမ္ဘာမှာ Saudi Arabia လိုနိုင်ငံတွေကကြီးကြီးကျယ်ကျယ်ပွဲစီစဉ်နေတာနဲ့ဆက်ဆက်နိုင်ပါတယ်။ ်ထိုးကြေးတွေကိုလည်းတပွဲတည်းနဲ့နှင့်နေအောင်ရပါတယ်ဂျွန်ဂျွန်းစ်လိုချင်တဲ့ဒေါ်လာတန်း30လောက်ကတော့ sorry ဘတ်မှာကြပြောက်တော့တော့မရှိပါဘူးဒါကိုလည်းထက်ထွက်ရပါမယ် ကျောင်းဝရခင်ကဂျိတ်ပေါ်နဲ့ပေါင်စင်ပွဲတစ်ပွဲထိုးဖို့စိတ်ဝင်စားမှုပြခဲ့ပူပြီးဒီလိုပွဲမျိုးဟာငွေကြေးရဆွဲဆောင်မှုရှိနေပါတယ်။ဆော်ဒီအာရေဗျားလိုနိုင်ငံမျိုးမှာတက်ကီအလာရှိတ်လိုပွဲစီစဉ်သူတွေကဒီလိုထင်ရှားတဲ့ဖိုင်တာတွေကိုပွဲထိုးဖို့ဆွဲဆောင်နေတာကြောင့်ဖြစ်နိုင်ရရှိပါတယ်။ဝမ်ချမ်ပီယံရှစ်ဒါမှမဟုတ် PFL လိုအဖွဲ့အစည်းတွေက Jones ကိုအထူးပွဲတွေမှာထိုးဖို့ကမ်းလှမ်းနေပါတယ်။ဒါပေမဲ့ Jones ရဲ့လက်ရှိအနေအထားအရ UFC ပြင်ပမှာထိုးဖို့ဆုံးဖြတ်ချက်ကသူ့ရဲ့ငွေကြေးဆိုင်ရာကမ်းလှမ်းမှုနဲ့ UFC နဲ့ဆက်ဆံရေးပေါ်မှာမူတည်ပါလိမ့်မယ်။ Jones ဟာအနားယူပြီးရုပ်ရှင်လောကထဲမှာဝင်ရောက်ဖို့စိတ်ဝင်စားမှုရှိတယ်လို့ MMA Junkie မှာဖော်ပြထားပါတယ်။ဒါကြောင့်သူ့ရဲ့အာရုံစိုက် က်မှုဟာအာဂဇာတက်ဖြော်ပြီးလောကဘက်ကိုပို့သွားနိုင်ပါတယ်။ Francis Ngannou နဲ့ဂျွန်ဂျုံတို့ရဲ့ပွဲဟာ MMA ပိသက်တွေရဲ့အိမ်မက်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။2020မှာ Ngannou က UFC ကနေထွက်ခဲ့ပြီး PFL နဲ့စာချုပ်ချုပ်ခဲ့ပြီးတဲ့နောက်ဒီပွဲဖြစ်ဖို့လားလာနေပါသွားခဲ့ပါတယ်။ဒါပေမဲ့ Ngannou က Jones နဲ့ထိုးဖို့ဆန္ဒရှိနေစေဖြစ်ပြီး Xbox က post ခုမှလည်း Ngannou ကဂျွန်ဂျုံနဲ့ထိုးဖို့စောင့်နေတုံးပဲလို့ရေးထားမှုပါတယ်။ Jones ကလည်းရခိုင်က Ngannou နဲ့ထိုးဖို့စိတ်ဝင်စားမှုပြသခဲ့ပြီးဒီပွဲဟာငွေကြေးအရအကျိုးမြတ်များတဲ့ပွဲဖြစ်နိုင်ပါတယ်။ Jones ကလက်ရှိမှာအနားယူပြီးဖြစ်တာကြောင့် Ngannou နဲ့ထိုးဖို့ဆုံးဖြတ်ချက်ကသူ့ရဲ့စိတ်အန နေထားတဲ့ကမ်းလှမ်းမှုပေါ်မှာမူတည်ပါလိမ့်မယ်။အန်ကန်နုနဲ့ဂျိုးစတိုထိုးဖို့ဆိုရင်ဆော်ဒီအာရေဗျလိုနိုင်ငံတွေမှာပြိုင်ပွဲပြင်ပအဖြစ်အလွတ်တန်းပွဲအဖြစ်ဖြစ်ပေါ်နိုင်ပါတယ်။တိုင်ဆန်ဖျူရီအန်တိုနီဂျိုရှူဝါတို့နဲ့ထိုးခဲ့မှုတာအန်ကန်နုရဲ့ပေါင်ဆင်ပွဲအတွေ့အကြုံကြောင့် ဒီပွဲကိုပေါင်စင်ပွဲဖြစ်စီစဉ်နိုင်ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့ဒီပွဲဖြစ်ဖို့အလားလာက30ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ခန့်မှန်းရပါတယ်။အန်ကန်နုနဲ့ဂျုံစုရဲ့ပွဲဟာပေးသက်တွေရဲ့အိမ်မက်ပွဲဖြစ်ပေမဲ့လက်ရှိမှာတော့ဂျုံဂျုံရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်နေပြီးပေးသက်တွေအနေနဲ့သူ့ရဲ့နောက်လှုပ်ရှားမှုတွေကိုပဲစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပေးသက်များကရောဘလို့ထင်မိကြပါလဲ။အန်ကန်နုနဲ့ဂျုံဂျုံစုရဲ့ပွဲကဖြစ်လာနိုင်ရည်ရှိမလား။ပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။